ကျောင်းအသုံးပြုနေတဲ့ linear distribution တွေမှာ အသုံးပြုနေတဲ့တက်တန်ဘယ်လောက်ကြာပြီလဲဆိုတာကိုဒီနေ့တိုင်းကြည့်လို့ရတယ်။အဲ့တော့အသုံးပြုနေတဲ့တက်တန်ဆိုတာဘာလဲဆိုရင် OS ဆပြီးတော့ installation လုပ်နေတဲ့လုပ်ပြီးတဲ့အချိန်ကနေပြီးတော့အခုရောက်နေတဲ့အချိန်ထိကျွန်တော်ဘယ်လောက်ကြာပြီလဲပေါ့နော်သုံးတာ။ Okay ။အဲ့တော့ကျွန်တော်အသုံးပြုနေတဲ့ operating system ကကျွန်တော်တို့ Docker Fedora ဖြစ်ပါတယ်။အဲ့တော့ Fedora မှာကျွန်တော်တို့ဘယ်လိုမျိုးကြည့်လို့ရလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုမျိုးကြည့်လို့ရတယ်။အဲ့တော့ကျွန်တော်တို့ let ဆိုတဲ့ command နဲ့ကြည့်လို့ရတယ်။ LSD ပေါ့။ အလက်ဆိုတဲ့ command နဲ့ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့စပြီးတော့ installation လုပ်တာက December 28ရက်ပေါ့နော်အဲ့တော့ December 28ရက်ကိုပဲကျွန်တော်တို့မြင်ကျင်နေဆိုလို့ရှိရင်เนาะကျွန်တော်တို့အ day နဲ့ပဲကြည့်လို့ရတယ် dash 1ပေါ့အဲ့ဒါမျိုးကြည့်လိုက်မယ်ဆိုလို့ရှိရင်အဲ့ဒါကျွန်တော် OS ကို installation လုပ်ထားတာဒီ Fedora install လုပ်ထားတာဘယ်လောက်ကြာပြီလဲဆိုတာကိုသိနိုင်တယ်ပေါ့နော်ဒါက Fedora နဲ့ပတ်သက်ပြီးတော့ ျွန်တော်ကြည့်ပြတာတခြား distribution တွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒီနေ့တိုင်းကြည့်လို့ရပါတယ်ဆိုတာပြပြန်ရင်းနဲ့ကျွန်တော်နောက်ပြီးရောမှာပြန်တွေ့ကြပါမယ်ခင်ဗျာ